မစ္စမယားလုံးမင်္ဂလာပါကဲဒီနေ့မြားဝေဒါလေးမစားခင်မစ္စတို့ပါဇက်အကျယ်ကြီးဟာကြည့်ပေါ့ပြီးရင်အတန်လေးထွက်ကြည့်ပေါ့အာအာအာโอเคအဲ့ဒီပါဇက်ကြီးဟာပြီးတော့အဲ့လိုအတန်ထွက်လိုက်တယ်အတန်လေးရဲ့တင်ဂေတာလေး A လေးနဲ့ဘေးနာကအဆက်ကလေးနှစ်ဆက်ပေါ့ဒါလေးကိုအရင်ဆုံးကျွန်တော်တို့မှတ်ထားရအောင်เนาะဒါဆိုရင်ဒီတင်ဂေတာလေး တွေ့တဲ့အခါကျရင်မိတ်ဆွေတို့ဘယ်လိုလေးအတန်ထွက်မလဲအာအာ good okay ဒါဆိုရင်ဒီတင်ဂေတာလေးရဲ့အတန်ကိုထွက်တတ်ပြီလားအေးအေး okay ဒါဆိုရင်ဒီတင်ဂေတာလေးရဲ့အတန်လေးကိုထွက်တတ်ပြီလားအေးဒီတင်ဂေတာလေးရဲ့အတန်ကိုထွက်တတ်ပြီလားအေး okay good ဒါဆိုရင်ကျွန်တော်တို့ တင်ဂီတာလေးတွေတွေ့တာနဲ့အတန်လေးတွေတဖြည်းဖြည်းထွက်တက်လာပြီးဖြစ်ပါတယ်နော်နောက်ပြီးတော့စကလုံးလေးလေးကျွန်တော်တို့ကြိုးစားပြီးတော့စဉ်းစားဖို့လိုအပ်ပါတယ်ဟုတ်ပြီဒါဆိုရင် letters လေးတွေရဲ့နာမည်လေးတွေအလိုက်ဘယ်အတန်လေးတွေရဲ့အောက်မှာရောက်ပြီးတော့ဘလို့ပေါင်းထွက်ထားသလဲဆိုတော့ကျွန်တော်တို့ဆက်ပြီးတော့လေ့လာကြပါမယ်အဲ့တော့မင်းစရိုဒီမှာကြည့်လိုက်ပါအောင်ဘာပုံလေးလဲ bike okay အဲ့ဒီစပိန်လေးပေါ့အဲ့ဒီအတန်လေးထွက်တယ်ပေါ့ ဘာတင်ဂီတာလေးလဲဆိုရင်ဒီမှာပြထားတဲ့တင်ဂီတာလေးသိပြီးတော့မမြင်ရမှာဆိုလို့ကျွန်တော်ဒီလိုလေးရေးပေးလိုက်မယ်ဒါလေးတည်းကဘာလဲဆိုရင် Death Tones လို့ခေါ်ပါတယ်နော်ဘာလဲဆိုရင်တရတန်အတန်လေးနော်နှစ်တန်ကိုပေါင်းထားတဲ့အတန်လေးတွေဖြစ်ပါတယ်ဒါဆိုရင်ဒီအတန်လေးဖြစ်ပေါ်လာပုံကျွန်တော်နည်းနည်းလေးကြည့်အောင်နော်စွန်းနာကျွန်တော်တို့ပထမအဆုံးပါဇက်ဟာပြီးတော့ထွက်လိုက်တဲ့အတန်ပေါ့အဲ့ဒီတင်ဂီတာလေးပြန်မှတ်ပြီးမယ်နော် အဲ့ဒါလေးနဲ့ဒါလေးကလည်းကျွန်တော်တို့မျှဝေပြီးဖြစ်တယ်နော်โอเคဒါဆိုရင်ဒီတင်ဂီတာလေးကိုပြန်ထွက်ကြည့်ပါအာဒါဆိုရင်ဒီတင်ဂီတာလေးကိုထွက်ကြည့်ပါအေးအဲ့ဒီနော်တင်ဂီတာလေးနှစ်ခုကိုပေါင်းထားတဲ့အတန်ဖြစ်ပါတယ်ဒါသူရဲ့တင်ဂီတာပေါ့ပူစားပြုတဲ့တင်ဂီတာဒါဆိုရင်ကျွန်တော်တို့ဖြည်းဖြည်းချင်းညွှတ်ကြည့်ပါအာအေးအာအေးโอเคဒါဆိုရင်မြန်မြန်လေးပေါင်းပြီးတော့ထွက်ကြည့်ပါ I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  မိတ်ဆွေတို့ဘာတန်လေးကြားရလဲဒီ letters လေးရဲ့နာမည်လေးကြားရတာပေါ့ I I okay နော်တခါတည်းကျွန်တော်တို့ဒီ I I I လို့မထွက်ပဲနဲ့ဒီလိုသင်္ကေတလေးနှလုံးပေါင်းပြီးတော့ကြိုးစားပြီးကျွန်တော်တို့ထွက်ကြပါပြန်ထွက်ကြည့်ပါ I I I okay ဒါဆိုရင်အဲ့ဒီ I အတန်ပါနေလေ letters နာမည်လေးရောဘယ် letters လေးရှိပါသေးလဲမှန်တာပေါ့ဒီ letters လေးပေါ့ okay ဒါလေးကိုကျွန်တော်တို့ကအတန်အတွက်တင်ကီတာလေးနဲ့ပြောမယ်ဆိုရင်ဒီလိုလေးပြောထားမှာပေါ့ဒီလိုလေးပြထားမှာပေါ့ w i ထွက်လိုက်တော့ why good okay ဒါဆိုရင်ဒီနေ့ကျွန်တော်တို့ဒီသင်ခန်းစာလေးကဒီတင်ကီတာလေးရဲ့ အတန်ကို လေ့ကျင့်ရမှာ ဖြစ်ပါတယ်ဒီ vowel sound လေးတန်ချင်းစီကို ပေါင်းထားတဲ့အတန်လေးဖြစ်ပါတယ်တေချာလေးစနစ်တကျကျွန်တော်တို့လေ့ကျင့်မယ်ဆိုရင် r a r a i good okay အဲ့ဒီအတန်လေးထွက်လာမှာ ဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်အခုလေ့လာလိုက်တဲ့ i အတန်ပါဆိုရင်ဘယ် letters လေးတွေကျွန်တော်တို့တွေ့ရလိမ့်ရှိသလဲ spelling စက်လုံးပေါင်းနေမှာဆိုရင်ပေါ့ အဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့ i လေးတွေ e လေးတွေအဲ့လိုခွာထားတာလေဆိုလေ i အတန်ထွက်ပါတယ်ဒါဆိုရင်သူ့ကိုသင်္ကေတအားဖြင့်ဆိုရင်ဒီလိုလေးပြထားမှာပေါ့ကျွန်တော်တို့ကဒီသင်္ကေတလေးကိုတွေ့လိုက်ရင်ဒါဆိုရင်တိသွားပြီအတန်လေးကအဲ့တော့အရှိရာ b လေးရဲ့အတန်က b နောက်ကသင်္ကေတလေးရဲ့အတန် i ပေါင်းလိုက်တော့ by နောက်ကခေတန်လေးနဲ့ပိတ်လိုက်တယ် bike bike အဒီတန်လေးထွက်တော့မှာဖြစ်ပါတယ်။ Okay ဒါဆိုရင်အဲ့လိုအိုင်လေးတွေပါတဲ့ဇကလုံးလေးတွေ quite item shy why okay အဲ့တော့ဒီဒီဇကလုံးလေးဆိုလဲသူရဲ့နော်တင်ဂီတာလေးဘယ်လိုပြမလဲဒီလိုလေးပြမှာပေါ့နော်ကျွန်တော်တို့ why အဲ့အတန်ထွက်ပါတယ် why okay ဒါဆိုရင် ing လေးပါတယ်ဆိုရင် might ig လေးပါတယ်ဆိုရင် sides အဆရှိသဖြင့် i ဆိုတဲ့အတန်လေးထွက်ပါတယ်။ဒါဆိုရင်တခြားသောစကားလုံးလေးတွေ UI လေးတွေဟောဒီမှာကြည့် EYE ဆိုလဲကျွန်တော်တို့ i အတန်ထွက်ပါတယ် i okay အဲ EIGHT height အတန်လေးတွေထွက်ပါတယ်အဲ့တော့ဒီနေ့ကျွန်တော်တို့လေ့လာလိုက်တဲ့ i သင်္ကေတနဲ့ပတ်သက်ပြီးတော့ဒီ letters လေးတွေ တွေ့တဲ့အခါမှာအဲ့ဒီအတန်လေးထွက်ပါတယ်အဲ့တော့ဒါဆိုရင်မိတ်ဆွေတို့ကဒီအိုင်အတန်ထွက်တဲ့ဇကလုံးလေးတွေကိုစဉ်းစားစူးစမ်းစဉ်းစားပြီးတော့ဒီ post လေးရဲ့အောက်မှာမဲငယ်လို့ရပါတယ်အားလုံးကျေးဇူးများကြီးတင်ပါတယ်